မင်္ဂလာပါရှင်။ Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါတယ်ရှင်။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မေတ္တာပို့ပါတယ်ရှင်။ BND ရဲ့အပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါတယ်။ဒီနေ့ကျွန်မအမှတ်တမ်းရုပ်ရှင်တစ်ခုကြည့်ပြပါတယ်။နာမည်က Sounds of the Earth ပါတဲ့။ကျွန်မကြိုက်သလိုဘာသာပြန်ကြည့်လိုက်တော့ကဘာကြီးရဲ့ဂီတတန်းလို့ပြန်ကြည့်မိပါတယ်။ နော်ဝေနိုင်ငံမှာရှိတဲ့ရင်သက်ရှုမောစရာတောင်တန်းကြီးတွေရေခဲမြေရေခဲပြင်တွေနဲ့ဒေသခံတွေရဲ့ကြည်နူးစရာဝန်းနေစရာဖြစ်ပျက်တွေကိုရိုက်ပြထားတဲ့အမှတ်တမ်းရုပ်ရှင်ပါ။ဒါပေမဲ့ဒီ documentary တွေကကျွန်မကြိုက်တဲ့စာသားတွေက Our first love was nature တဲ့။တဘာဝတရားဆိုတာကျွန်မတို့ရဲ့ပထမဦးဆုံးအချက်အချက်ဦးလို့ကျွန်မကတော့ပြန်ဆိုပါတယ်။ဒါပေမဲ့ဒီမှတ်တမ်းတွေကဇာတ်လိုက်ကြည့်ရဲ့အချက်ဦးကတော့ကျွန်မအကြိုက်မဟုတ်ပါဘူး။ ကျမကအညာသူဆိုတော့ရေခဲတွေဖုံးလွှမ်းနေတဲ့တောင်တန်းတွေမြစ်တွေကိုသိမခံစားတတ်ပါဘူး။စိန်ကားအေးဆက်အထီးကျန်တဲ့ခံစားမှု ဖြစ်စေတယ်လို့ထင်ပါတယ်။ဒါဆိုရင်ကျမရဲ့အချို့ကရောကျမရဲ့မိဘများဟာရှုပ်ထွေးခက်ခဲပင်ပန်းတဲ့နိုင်ငံရေးတန်တရားလူမှုရေးပြဿနာတွေကိုစိတ်ကုန်ပြီးခြံစိုက်စားတော့မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မြို့အစုံကတော်တော်ကျဲတဲ့မြင်နေရတစ်ခုဝယ်လိုက်ကြပါလေ။ အဲ့ဒီအချိန်ကကျမတို့ခြံသားမှာတရခြံတစ်ခြံနဲ့စပြစ်ခြံတစ်ခြံပဲရှိပါတယ်။အဲ့ဒီမှာကျမရဲ့အချစ်ဦးကိုစတွေ့ရတော့တာပါပဲ။ကျမတို့ခြံကိုမြောက်ဖက်နဲ့အရှိဘက်ထိဝိုင်းပတ်စီးဆင်းနေတဲ့တဲချောင်းလေးရှိပါတယ်။ကျမတို့ကတော့အောက်ချောင်းလို့ခေါ်ပါတယ်။ဆနစ်ရသည့်ရေစီးနေတဲ့သဘာဝတဲချောင်းလေးပါ။နွေရသည့်ဆိုရင် ခြေချင်းဝက်လောက်ပဲရှိပြီးရေကကြည်စိမ့်ပြီးတဲလေးတွေကလည်းဖြူဖွေးနေပါတယ်။ ဆယ်ပြီလောက်ပဲကျေပေမဲ့ကလေးတယောက်ရဲ့မျက်စိထဲမှာတော့တော်တော်ကျေတာပေါ့တဲပြင်အောက်တီမှာလည်းငါတလဲတို့ဆိုတဲ့ငါအင်မတန်ပေါ်ပါလေနေရာဒီចောင်းပိရဲ့ဆိုရင်တဲချောင်းလေးဟာကျမတို့ရဲ့မယိုးနိုင်သောကစားကွင်းလေးပါချင်းငယ်တန်လေးတွေကလွှဲရင်လောကကြီးဟာတိတ်ဆိတ်လို့အေးမြနေတဲ့ရေဆက်ဆက်ကလေးစီးနေတဲ့တဲပြင်အောက်ကိုခြေထောက်တွေထိုးသွင်းပြီးဆော့ကစားလိုက်ရရင်ခံစားရတဲ့ခံစားချက်ဟာဘယ်တော့မှမမေ့နိုင်စရာပါ ကျမရဲ့အချစ်ဦးတဲချောင်းလေးကတော့တာယာချမ်းမြေတော်ជីနူးစရာရတ္တဦးသာပြီးဆွမ်းပါလေကျမအသက်9နှစ်လောက်ကဆော့ကစားခဲ့ရတဲ့တဲချောင်းလေးရဲ့အလှဟာနောက်25နှစ်လောက်အကြာကျမသားရဲ့လက်ထက်မှာတော့ပုံပြင်တစ်ခုဖြစ်ခဲ့ရပါပြီတအားမြင်တွေ့နေရတဲ့တဲချောင်းလေးရဲ့ဟိုးလွန်ခဲ့တဲ့25နှစ်လောက်ကတာယာချမ်းမြေတဲ့အလှပကိုကျမဘလို့မှပုံဖော်ပြလို့မရတော့ပါဘူး ရာစုနှစ်တစ်ခုရဲ့၄ပုံတစ်ပုံလောက်အတွင်းမှာကဘာကြီးရဲ့နေရာဘယ်နှခုလောက်များဆုံးရှုံးခဲ့ရပြီလဲလို့တွေးမိရင်ဝမ်းနည်းမိပါလေအခုတော့ငယ်စဉ်ကပိုင်ဆိုင်ခဲ့ရတဲ့တဘာဝအလှတရားတွေဟာအိမ်မက်တည်များလားလို့ထင်ရလောက်အောင်ကြွေပြောက်ခဲ့ရပါပြီကျမတို့ဟာရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်ခဲ့ပေမဲ့စိတ်ရဲ့အာဟာရဖြစ်တဲ့တဘာဝအလှတန်ဖိုးတွေကိုတော့လက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့ခံစားမိပါတယ် တယောက်နဲ့တယောက်အတွေးအမြင်တွေအကျိုက်တွေမတူနိုင်တာတဘာဝပါ။ကျမတယောက်အနေနဲ့ကတော့ရုပ်ပိုင်းစိတ်ပိုင်းဟန်ကျဲညီညီတိုးတက်နိုင်မယ့်နီလန်းတစ်ခုရှိရင်သိကောင်းပါပဲလို့တွေးမိတဲ့နေလေးတစ်နေပါပဲရှင်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။